အားလုံးပဲမင်္ဂလာပါ MyID Infinity ဥကိုင်းကိုဆော့ချင်တယ်ဒါပေမဲ့ဘန်ရမှာလဲကြောက်နေတဲ့လူတွေအတွက်ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်အတော့ဝင်လိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆောင်းတဲ့တီကြည့်ပေးပါเนาะဘာဖြစ်လို့လဲဆိုတော့ MyDay ကနေလက်တော်တပ်ပါတီအတွေကိုတောင်းပြီးတော့ကစားတဲ့ user တွေကို ဘန်းနေပါတယ်။ဘာဖြစ်လို့ဘန်းခံရလဲ။ဘာကြောင့်ဘန်းလဲ။ဘလို့ပုံစံမျိုးနဲ့ညှိလို့ဘန်းတာလဲဆိုတော့တချို့ကြတော့ infinity u gain solution ရင် infinity u gain မှာ move တောင်းမှုပါတယ်။ normal move ရဲ့ hero move ရဲ့ war move ရဲ့တချို့ကြတော့ hero move နဲ့ solve light war move နဲ့ solve light ဒီလိုရှင်တပ်ပါဒီအက်ကိုတောင်းပြီးတော့ speed တွေကို အစမှန်တန်တိုးမယ်ပြီးလို့ရှိရင်ဒီကောင်လေးပါနော်ဒီငွေလေးပေါ့ coin လေးတွေကိုအစမှန်တန်တိုးတာပေါ့အဲ့လိုမျိုးဆိုရင် mind တဲ့ဘက်ကနေဘန်းဖို့တရားရခိုင်တော့ထေချပါပြီဘာဖြစ်လို့လဲဆိုတော့ဆော့ပါမဆော့ပါနဲ့မပြောပါဘူးဆော့ပါဒါပေမဲ့မိမိလိုအပ်တလောက်ပဲချိန်ချိန်ပြီးတော့စတင်လေးတွေချိန်သွားပါတချို့ကြတော့လောဘကြီးပြီးတော့ ဟိုခန်းစောလိုက်ဒီခန်းစောလိုက်တရက်တဲကိုပွဲရေတောင်းရပြီအောင်စောလာလို့တရက်တဲကိုဟိုခန်းပြောင်းဒီခန်းပြောင်းပြီးတော့စပီဒ်တွေကိုတိုးပြီးတော့စောတဲ့မန်ပါတွေဆိုရင်တော့ယူဇာတွေဆိုရင်တော့ဘန်းခံဖို့80ရာခိုင်နှုန်းအထက်နေနေပါပြီအဲ့လိုမျိုးကြီးဘန်းခံရဖို့နေနေတဲ့အချိန်မှာမဘန်းခံရအောင်ဘယ်လိုလောက်ရမလဲဆိုတော့ တရက်ကိုမိုင်းတဲ့ဘက်ကနေအကြိမ်တောင်းရကစားခွေတတ်မှတ်ထားပါတယ်။တောင်းရပြည်အောင်ကစားပါနဲ့။ပြည်ရင်အခန်းတွေကို ပြောင်းပြီးတော့မစော့ပါနဲ့။တခန်းဆိုတခန်းမစော့ပါ။ဟီရိုဆိုရင်ဟီရိုပဲစော့ပါ။ဝါရမှုဆိုရင်ဝါရမှုပဲစော့ပါ။ဟီရိုလည်းစော့မယ်ဝါရမှုလည်းစော့မယ်ပုံစံမျိုး မလောက်ပါနဲ့။မိုင်းတဲ့စာပါဘက်ကနေတန်လျာဖြစ်လာလို့ရှိရင် ဂိမ်းဆော့တဲ့ user တွေရဲ့ဖုန်းနံပါတ်အကတွေကိုဘန်ပါတယ်တချို့ကြတော့ war mu ဆော့ခြင်းနဲ့ဒါပေမဲ့ war mu ဆော့ဖို့လက်အိုက်မရှိဘူးနော်လက်အိုက်မရှိတဲ့လူတွေတော့ဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel မှာလက်အိုက်ကိုရအောင်ဘယ်လိုယူရမလဲ war mu ဆော့လို့ရအောင်ဘယ်လိုလောက်ရမလဲဆိုတာကိုရှင်းပြပေးပါပါတယ်ဗီဒီယိုထဲမှာတော့လက်အိုက်လုံးဝမလိုပါဘူးเนาะဝယ်စရာလည်းမလိုပါဘူး ီဒီယိုထဲမှာအသေးစိတ်ရှင်းပြပေးထားပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာက Mindset Back ကနေတပ်ပါတီအပ်တွေကိုတောင်းပြီးတော့တခြားမသင်ကလှုပ်ရှားမှုတွေရှိနေတယ်ဆိုရင်တော့ My ID Go Gain ဆော့နေတဲ့ gain account ကိုဖမ်းပါတယ်။ခုနှစ်ရက်ဖမ်းပါတယ်။ကျွန်တော်နောက်ထပ်ထပ်ဆော့ခဲ့မယ်တန်တရားထောက်ဝင်ခရင်လည်းနောက်ထပ်လည်းဖမ်းမိပါမယ်။အဖမ်းမခံချင်ပါဘူးဆိုရင်တော့အခန်းတစ်ခန်းကိုတစ်ခန်းပဲဆော့ပါ ိုခန်းပြောင်းလိုက်ဒီခန်းပြောင်းလိုက်မလောက်ပါနဲ့ပေခန်းကစောလို့အကောင်းဆုံးပြောလို့ရှိရင်ဝေါ်မှုအခန်းစောလို့ကောင်းပါလေစုပေါင်းလေဆိုရင်19ပေါင်းလောက်တော့ပြီးပါတယ်နော်19ပေါင်းလောက်ပြီးတယ်ဟီရိုအခန်းကျတော့14ပေါင်း14စုထိပဲပြီးပါတယ်ကဘာပေါင်းစံကစားနီဝေါ်မှုကျတော့ 19ပုံပေးရနော်ပြီးလို့ရှိရင်တချို့ဆိုရင် gain sort ရယ် whole app နဲ့ sort ရယ်ဒီ app နဲ့ sort ရယ် whole app ဝင်လိုက်ဒီ app ထွက်လိုက် whole app ထွက်လိုက်ဒီ app ဝင်လိုက်အဲ့လိုပုံစံမျိုးလောက်နေရဆိုရင်လည်း mind day back ကနေ ban ပါတယ်ကို gain sort မယ်ဆိုရင်ဒီ app ကိုဒီ app ကိုပဲ sort ပါ whole app ဆို whole app ပဲ sort ပါ whole app ပြောင်းလိုက်ဒီ app ပြောင်းလိုက် sort တာမျိုးတို့ အခန်းပြောင်းလို့ဆော့တာမျိုးဆိုမလောက်ပါနဲ့ကိုက warm move ဆော့မယ်ဆိုရင် warm move ကိုပဲကိုဆော့ပါ warm move ဆော့လာ hero game move ဆော့လိုက်နဲ့အဲ့လိုမျိုးဆော့ဆော့နေမယ်ဆိုရင် mind ရဲ့ server back ကနေ third party app ကိုတောင်းလို့ဆိုပြီးတော့သူတို့ရဲ့ဒီသူတို့နဲ့ညှိတယ် privacy နဲ့ညှိတယ်ဆိုရင်သူတို့ ban ပါတယ်နော်ခொနည်းရဲ့သူတို့ ban ပါတယ်အ ban မခံရဘူးကကျွန်တော်ပြောတဲ့အချက်တွေကိုရှောင်ပါအဲ့ဒါဆိုရင်အပန်းမခံရဘူးတရားရခိုင်နှောင်းစစ်ဖြစ်ပါမယ် ကျွန်တော်ဆိုရင် app ကိုတခုပဲဆော့ပါတယ်ဒေါ်လာ30မှာတချို့ app တွေကြတော့60ရာခိုင်နှုန်းနဲ့ gain လုပ်ပြီးမှရက်နေပါတယ်ဒါမဲ့ဖြစ်နိုင်လို့ရှိရင် app နဲ့ဆော့တာရှောင်ရှားပါ book နဲ့ဆော့တာပိုတော့အဆင်ပြေပါတယ် app နဲ့မဆော့နဲ့မဟုတ်ပါဘူးဆော့လို့ရပါတယ်ဒါပေမဲ့ speed လေးတွေကိုလိုတဲ့နှောင်းသားထိုင်လိုတဲ့နှောင်းသားထက် ပို့ပြီးတော့မတိုးပါနဲ့ coin လေးတွေကိုလိုတဲ့နှောင်းနှားတိုင်းမတိုးပါနဲ့ certain တွေကိုခြိုင်လို့ရှိရင်လိုအပ်တဲ့လောက်ပဲခြိုင်ပါပြီးလို့ရှိရင် book နဲ့ဆော့တာပိုအဆင်ပြေပါတယ် book နဲ့ကြတော့ VPN တချို့ဆိုရင် VPN ခံရပါတယ် book နဲ့ကြတော့ go auto auto mode လေးကိုကိုနှိုက်ထားရအောင်နဲ့သူ့ဗလာသူ auto gain ဆော့ပေးပါမယ်အဓိကကတော့ကို့မှာကစားခွင့်အကြံကြီးများများရှိဖို့လိုပါတယ်နော်ကျွန်တော်ပြောတဲ့အချက်တွေကလူကြီးမင်းတို့အတွက် ပို့တော့အဆင်ပြေတယ်နားလည်မယ်ဆိုရင်ကျွန်တော်